တပြည့်တော်တဲ့တပြည့်တော်ညာအိတ်မပျော်လို့တရားဖွင့်ပြီးတော့အိတ်ပါတယ်ဖရာတဲ့အိတ်ပျော်သွားပါတယ်တဲ့အဲ့လိုဆိုတော့တရားတော်ကိုဖျော်ပြမှုတစ်ခုလိုဖြစ်သွားပါတယ်ဖရာတပြည့်တော်ငရေကြည့်နိုင်ပါသလားခမတဲ့ဗီဒီယိုလေးနဲ့တော့ blind ပြန်ပေးပါကြံတဲ့သူတွေအတွက်လည်းပဲအတ္တိတရားရစေလို့တော့စိတ်ဖြစ်မှာဖရာလို့အားရပြီးတော့မှလျှောက်ထားတာဖြစ်ပါတယ်ဒီမေကွန်းပိုင်ရှင်မေ့ကျင်တာကတော့ တခါတလေအိတ်မပြောတဲ့အချိန်တွေမှာတရားဖွင့်ပြီးတော့မှအိတ်လိုက်တယ်အိတ်ပြောသွားတယ်အဲ့လိုအိတ်ပြောတဲ့အတွက်ပျော်ပြေမှုတစ်ခု ဖြစ်သွားသလားစသဖြင့်ဒီလိုလေးမေးချင်တာဖြစ်ပါတယ်ဒီမေးခွန်းကိုဘုံဘုံလေးဖြေချင်နေတာကြာပါပြီဘုံဘုံကိုယ်တိုင်လည်းပဲတခါတလေကြာရင်အိတ်မပြောဘူးမျက်စိတွေကြောင်တယ်အဲ့ဒီကကြာရင်အဲတရားတော်လေးတွေဖွင့်ပြီးတော့မှ အိတ်လိုက်တယ်ပေါ့အိတ်လိုက်တဲ့အချိန်မှာအိတ်ပြောသွားတယ်ဒါဟာကောင်းတဲ့အလုပ်ဖြစ်ပါတယ် ။ဘာကုသိုလ်ရလဲဆိုရင်ဓမ္မတဝနာလို့ခေါ်တဲ့တရားနာကြခြင်းကုသိုလ်ရပါတယ်။တရားတလေမအိတ်တဘူးတရားလေးဖွင့်လိုက်တယ်။တရားတွေကိုအာယုံ စိုက်ပြီးအိပ်ပျော်သွားတဲ့ခါမှာကုသိုလ်စိတ်နဲ့အိပ်ပျော်တာဖြစ်တဲ့အတွက်အရန်ကောင်းပါတယ်။ဒါဖြောပြေမှုပုံစံမျိုးမဟုတ်ပါဘူး။တရားတလေကြပြန်တော့အလုတ်လုတ်ရင်း၊ကန်ရင်းနဲ့အဲတရားလဲနားထောင်ခြင်းတယ်အလုတ်ကလည်းလုတ်ခြင်းတယ်ဆိုတော့တရားတော်တွေကို ဖွင့်ပြီးတော့အလုတ်လုတ်တယ် ဒါလည်းပဲကောင်းတာ ကောင်းတဲ့အလုပ်ဖြစ်ပါတယ်။ဒါတည်းကြတော့ဟန်ဇက်ကိုဘယ်နှထားရမှမသိဘူး။အတရားကလည်းဖွင့်ပြီးတော့နားထောင်ခြင်းတယ်။သူများခုမှလည်းပဲကြောက်တယ်ဆိုတော့မဖြစ်သာလို့အိတ်ထဲမှာထည့်ရတဲ့ပေါင်းပြီးအိတ်ကထဲမှာထည့်ရတာမျိုးတွေလည်းရှိမှာပေါ့။အဲဒါလေးလည်းလာမေးထားတာရှိပါတယ်။အရှင်ပြအဲ့ဒီလိုလုပ်တော့တပည့်တော်တို့အပြစ်ဖြစ်ပါသလားပေါ့။ဒီမယုံမတိဆိုတဲ့စိတ်နဲ့လောက်ရင်တော့အပြစ်ဖြစ်တယ်အာဃာတော်ဝဖြစ်တယ်ပေါ့ ယူယူတည်တည်နဲ့မဖြစ်တာလို့မလွဲတာလို့လောက်ရတယ်ဆိုရင်တော့ဒါအပြစ်မဖြစ်ပါဘူး။ဒါနဲ့ပတ်သက်လို့မြတ်စွာဘုရားရဲ့တရားတော်နာတာနဲ့ပတ်သက်လို့မြတ်စွာဘုရားစံပေမျိုးကခက်ခရရေကနာမှာစံပေမျိုးသူမျိုးသားတွေကိုတရားဟောပြောနေတဲ့အချိန်မှာအဲ့ဒီကက်ခရရေကန်တဲကဖားလေးတကောင်ဟာမြတ်စွာဘုရားရဲ့အတန်ကိုကြားတော့အတန်လေးကလည်းကောင်းလိုက်တာခြိုလိုက်တာဆိုပြီး ကန်တဲကနေတက်လာပြီးမြတ်စွာဘုရားရဲ့တရားတော်ကိုနားနေပါတယ်။တရားတော်နားတယ်ဆိုပေမဲ့ဒီဘားဆိုတဲ့အာဟိတရိစ္ဆာန်ကမြတ်စွာဘုရားလိုလည်းမသိဘူး။တရားတော်လိုလည်းပဲမသိဘူး။သူကအတန်ကောင်းလို့ပဲနားတာဖြစ်ပါတယ်။အဲ့ဒီချိန်မှာပဲနွားចောင်းသားတယောက်ဟာအာနွားနင်တန်ပေါ့။နွားမောင်းတဲ့ဒုတ်တန်နဲ့ထောက်လိုက်တဲ့အချိန်မှာဖားရဲ့ဘိုက်ကိုထောက်မိတယ်လို့ဖြစ်သွားတယ်။ဖားရဲ့ကြောကုန်းပေါက်ပြီးတော့အဲ့မှာတည်သွားတယ်ပေါ့။ ရသော်ဗျာရဲ့အတန်တော်လေးကိုနားထောင်ပြီးတော့တည်သွားတဲ့ဂျီပါဟာနတ်ပြည်ကိုရောက်သွားပါတယ်နတ်ပြည်မှာဆက်နေယူဇနာကျေဝန်းတဲ့ဗိမာန်ကြီးတစ်ခုကိုသူရတယ်ခြံရံပြိတ္တတွေကလည်းအများကြီးပဲဒီဖားလေးဟာအဲ့ရကနိုးလာတယ်လို့သူ့ရဲ့ခန္ဓာကိုယ်ကိုကြည့်လိုက်တော့ခန္ဓာကိုယ်မှာဝတ်ထားစားထားတာတွေကလည်းပဲနောက်ဝတ်တန်းစားနေပေါ့အဲ့နဲ့ငါဘလို့ ကောင်းမှုကုသိုလ်မျိုးကြောင့်နတ်ပြည်ရောက်လာတာလေလို့ဆင်ခြင်လိုက်တဲ့အခါမှာအော်လက်စာတတ်တော့မြတ်စွာဘုရားရဲ့တရားတော်ကိုနှာလိုက်လို့ငါအခုလို့နတ်ဘဝကိုရောက်လာတာပါလားအကျိုးကျေးဇူးများလိုက်တာမြတ်စွာဘုရားကိုသွားဖူးလေအောင်မှဆိုပြီးသူ့ရဲ့အချမ်းအပြည့်တတ်တွေကိုခေါ်ပြီးတော့မြတ်စွာဘုရားရှိကိုရောက်လာပါတယ်မြတ်စွာဘုရားတရားဟောနေတဲ့နေရာနာကိုရောက်လာတော့ကိုရောင်ကိုပါတွေတောက်ပစွာနဲ့လာတော့မြတ်စွာဘုရားကတိပေမဲ့လို့ အားလုံးအကျိုးရှိစေဖို့အတွက်မေးလိုက်တာဖြစ်ပါတယ်။ဟာကိုရောင်ကိုဝါတွေတောက်ပါလို့ဘသူများလဲလို့မေးလိုက်တော့မြတ်စွာဘုရားတဲ့အစောတုန်းကတပည့်တော်ဟာဒီကန်ထဲမှာနေတဲ့ဖားပါဗျာတဲ့။နွားចောင်းသားကအရှင်ဘုရားရဲ့တရားကိုတပည့်တော်နာနေတဲ့အချိန်မှာ တပည့်တော်ကြိုးကုန်းကိုထုံးနဲ့ထောက်လိုက်တာတပည့်တော်သေသွားပါတယ်ဗျာ။အခုအရှင်ဘုရားရဲ့ကြီးစိုးကြောင့်တပည့်တော်နတ်ပြည်ကိုရောက်နေရပါတယ်ဗျာလို့ပြောတော့အဲ့ဒီမှာမြတ်စွာဘုရားကကဲ က်စွာဘုရားရဲ့တရားတော်ဟာဘလောက်ကြီးအကျိုးကျေးဇူးကြီးမားတယ်ဆိုတာနဲ့ပတ်သက်လို့တရားတွေဟောပေးပြောပေးလိုက်တော့အားလုံးတရားနာပရိသတ်တွေအားလုံးကလည်းတောတာပတ္တိမေတောတာပတ္တိဖို့မှာတည်ကြတယ်အဲ့ဒီနတ်သားကလည်းပဲတောတာပတ္တိမေတောတာပတ္တိဖို့မှာတည်သွားတယ်နိဗ္ဗာန်ချမ်းသာကိုရရှိသွားကြတယ်ပေါ့ဒီနေရာမှာပြန်လည်ပြီးတော့မှသုံးသပ်ကြည့်မယ်ဆိုရင်ဟောဒီဖာဟာတရားနာတယ်ဆိုပေမဲ့လို့ မြတ်စွာဘုရားမှလည်း तू မသိဘူးမြတ်စွာဘုရားတရားဟောနေတယ်ဆိုတာလည်းပဲ तू မသိဘူးတရားရဲ့အ내အတိတ်ပဲဆိုရင်ပိုဝေးတာပေါ့မသိဘူးအခုဘုံဘုံရဲ့ဓမ္မမိတ်ဆွေများတရားနာကြတယ်တရားတွေဖွင့်ပြီးတော့မှအိပ်ပျော်ကြတယ်မြတ်စွာဘုရားဟောထားခဲ့တဲ့တရားတော်မှလည်းတည်တယ်တရားတော်ရဲ့အ내အတိတ်ပဲကိုလည်းပဲတည်တယ်ဆိုတော့ဘလောက်ကြီးအကျိုးကျေးဇူးများမလဲဆိုတာစဉ်းစားကြည့်ပေါ့အဲကြောင့်မို့အလုံးသောဓမ္မမိတ်ဆွေများလည်းပဲညည တရားတွေဖွင့်ပြီးတော့မှအိပ်ပျော်တယ်ဆိုတာအပြည့်မဖြစ်ပါဘူးဖြောပြေတယ်လို့လည်းမဟုတ်ပါဘူးကောင်းတဲ့အလုပ်ဖြစ်ပါတယ်ဒါကြောင့်မို့တရားတော်ကိုများများနာပေးဖို့အရေးကြီးပါတယ်အားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာကြပါစေခင်ဗျာ